ပပနဝတို့ရဲ့အာယုံကိုဖန်ဆားပြလိုက်တဲ့အကွက်ကြောင့်ချီတူခန္ဒီယာရဲ့ JK ဆိုပီယာပြည်သူတွေအားလုံးပဲမင်္ဂလာပါရှိ JK ကလက်ရှိမှာထိုင်းနိုင်ငံမှာကျင်းပနေတဲ့ Migrant International 2025ပြိုင်ပွဲကိုမြန်မာကိုစားပြုအလှမယ်အနေနဲ့တွားရောက်ရှင်ပြိုင်နေရဖြစ်ပါတယ် JK ကစူးစမ်းနေပေမဲ့ရှင်နေကအလှမယ်ရင်းလို့တခဲနဲ့အပိခံရတာမျိုးမရှိပဲဖြစ်နေရပါသူတွားပြိုင်နာကိုတော့လူတွေသိမ့်မသိနေကြပါဘူးဒါပေမဲ့ပြီးခဲ့တဲ့ညမှာတော့ JK ကသူ့ကိုလူတွေစိတ်ဝင်စားအောင်လုပ်နိုင်ခဲ့ပါတယ် ပြည်သက်တွေတင်မဟုတ်ပဲပြိုင်ပွဲမှာအရေးကြီးဆုံးဖြစ်တဲ့ Mr. Nawone ဇနီးဖြစ်သူပါအာယွန်ဆိုင်မီအောင်တီချာဆွဲဆောင်နိုင်ခဲ့ပါ යි ။ပြီးခဲ့ညကမစ်ဂရန်ရဲ့ talent ပြိုင်ပွဲဖြစ်တာကြောင့်အားလုံးကသူတို့မှရှိတဲ့အရေးချင်းတွေထုတ်ပြကြပါ යි ။ဒီထဲမှာမှတော်တော်များများကတချင်းဆိုပြကြတာဖြစ်ပါ යි ။ JK ကလည်းသူ့ရဲ့အဓိက talent အနေနဲ့တချင်းဆိုပြခဲ့တာဖြစ်ပါ යි ။အဆိုတော်တယောက်ဖြစ်တဲ့ JK အတွက်တော့တချင်းဆိုရတာကအတော်လေးကိုလွယ်ကူပါ යි ။ JK ကသူများတွေရဲ့တခြင်းကိုမဆိုပဲသူကိုယ်တိုင်ရေးထားတဲ့တခြင်းကိုတည်ဆိုခဲ့တာဖြစ်ပါတယ်။ ရင်းနီရဲ့တခြင်းကို JK ကသူ့စာသားတွေနဲ့ version ပြောင်းတာတည်ဆိုခဲ့တာပါ စာသားကလည်း MGI အတွက်ပြောင်းလိုက်ကရေးသားထားတာပါ MGI မှာလာပြန်ရတာဝေဖန်တာတွေရှိပေမဲ့ဒါရီကိုဂရုမစိုက်ပေအရေးချင်းတွေကိုသာချပြသွားမယ်ဆိုပြီး JK ကစာသားတွေကိုပြောင်းလဲခဲ့တာပါဒါအပြင်တခြင်းက rock ဖြစ်တဲ့အတွက် GK အတွက်အတော်လေးကိုခက်ခဲပါ යි ။ဒါကိုလည်းမမှုပဲ။သူမကတော့အကောင်းဆုံးကိုကြိုးစားပြတာဖြစ်ပါ යි ။ JK ကတခြင်းဆိုတာကောင်းတဲ့အပြင် performance လည်းအတော်လေးကိုကောင်းတာဖြစ်ပါ යි ။အချင်းဆိုနေရင် အားရပါးရကိုကပြခဲ့သေးရပါ။ဒိုင်းတွေဖြစ်ပပနဝနဲ့သူ့ရဲ့ဇနီးတို့ကအကဲဖြစ်နေရကြောင်း GK ရဲ့တော်လတ်လာတဲ့အရေးချင်းတွေကိုကြည့်ကဟာကနေဟင်ကနေဖြစ်သွားရပါ යි ။ GK ကအထင်ထားတာတက်ကိုတော်လတ်လုံးကထူးခြားနေရကြောင်းအားလုံးကအံ့အားသင့်နေကြတာဖြစ်ပါ යි ။ဒါပြင် GK ဆိုဖီယာကအလှမယ်တယောက်အနေနဲ့ အရန်အမောင်းနဲ့ကပ်ဝော့ပိုင်းမှာလိုအပ်ချက်တွေရှိပြီးမိသူ့ရဲ့အရေးချင်းတွေနဲ့ဆက်လက်ထိန်းနေရဆိုပြီးချီကျူးနေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲပပနဝောတို့တောင် JK ကိုသတိထားမိသွားကြပြီး JK ကအရေးချင်းတွေကိုလည်းထူးချွတ်အောင်ဖြစ်သွားရတဲ့အတွက်အဖက်ဘက်ကနေအရေးချင်းစစ်တိုင်းအောင်တလို့ဖြစ်နေရပါ။ဒါကြောင့်မို့အဆိုပါပြိုင်ပွဲမှာ JK က Top 15တဲ့ကိုရွေးချယ်ခံလိုက်ရပါပြီ။နောက်တစ်ဆင့်မှာ JK က Talent အတွက်ထပ်ရှင်ပြန်ရအောင်မှာဖြစ်ပါတယ်။ မြန်မာအလှအမေရိကတလန့်ပြိုင်ပွဲနဲ့ပတ်သက်ရင် grandmania ရတာရှာကြပါ යි တခြားအလှအမေရိကသာရကြတာများတာဖြစ်ပြီးဒီနှစ်မှာတော့ top 50တဲ့ JK ကဝင်သွားတဲ့အတွက်အလုံးကကြီးကျူးနေကြတာဖြစ်ပါ යි JK ကိုအမှုပညာရှင်တော်တော်များများကလည်းဝင်ရပေးနေကြတာပါ JK ကကချင်တိုင်းရင်းသူတယောက်ဖြစ်ပြီးနိုင်ငံတကာအလှအမေရိကမှာပေါ်လင်နေတဲ့အပေါ်ကချင်တွေကလည်းပျော်ရွှင်နေကြတာပါ ဒါအပြင်ကချင်အလှမဲ့တူဖြစ်တဲ့အန်ပေါင်နူးကလည်း GK အတွက်ဂွန်ယူချောင်းတင်ကလူသိအောင်လုပ်နေခဲ့ပါနော်ဖောအေသာကလည်း GK ကပြန်ပွဲကိုအပြော်သွားပြိုင်တာမဟုတ်ဘဲအရေးချင်းတွေတိကျထည့်ပြီးမှသွားပြိုင်တာဆိုပြီးချီကျူးနေကြတာဖြစ်ပါတယ် ဂျီခီကပပနဝတ်တို့ရဲ့အယုံဆိုင်မှုရအောင်လေတီချာလေးကိုစူးစမ်းတပိုက်ဒါကြောင့်မို့ရဲ့အနေငယ်အတွင်းမှာတင် GK ကိုပပနဝကသဘောကျနေပါပြီဒါ့အပြင်တခြားပြိုင်ပွဲဝင်တွေကလည်း GK ကခေတူတရားမဟုတ်ဘူးဆိုတာကိုသိနေကြပြီဖြစ်ပါတယ် GK ကနောက်ထပ်ပြင်ဆင်ထားတာတွေအများကြီးရှိရမို့စောင့်ကြည့်ဖို့လည်းပြောထားပါတယ်သူ့အနေနဲ့ပြိုင်ပွဲတိုင်းအတွက် performance တွေကိုတီချာကိုပြင်ဆင်ထားတာပါပရိသတ်ကြီးအနေနဲ့ရော GK က မစ္စတာနဝော့အကြိုက်ဖြစ်ကနေရာကောင်းတစ်ခုရမယ်လို့ထင်လားဆိုတာပြောပြီးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်